ဆရာဝန်ကြောင့်မတန်ဆွမ်းဖြစ်ရပြီးတော့ဒုက္ခရောက်နေလို့ကြုံရတဲ့ခေါင်းကိုစီးပြီးတော့ခုတ်ဖြိုးအကူအညီတောင်းခဲ့တဲ့အမျိုးသမီးစိတ်မနှံသူစိတ်မနှံတာငြင်းငြင်းမနေဘူး။မေကလိုက်ပြီးထင်ရတာခုကျအမေကသူတို့စီးကြုံနဲ့ဟိုဟာချီရာကိုကောင်းကောင်းမရှောင်းနိုင်တော့ဘူးလေ။ထမင်းရလည်းမေကနေဘက်မှာနေအောင်လား။ဟုတ်ဒုက္ခတွေရောက်လုံးလို့အရေးဆုံးပြီးတော့ လိုက်လာကျွန်တော်ဒီကိုလိုက်ချလာတာဟုတ်ပြီဆိုရင် ကိုဖြိုးကဘူးကြောင့်ဒီလိုမျိုးနေနဲ့ရက်တိနေရာကြာပါပြီကိုဖြိုးကလိုအပ်တဲ့သူတွေကိုဒါအကူအညီပေးပြီးတော့ငွေလဲတက်နိုင်တဲ့လောက်လူပေးတာဖြစ်ပါတယ်ကိုဖြိုးစီမှာလာလူထားတဲ့သူတွေလည်းအများကြီးရှိတာမို့ချုပ်တဲ့တဲ့သူတွေကိုကူညီနိုင်နေတာဖြစ်ပါတယ် ကိုဖြိုးအခုလိုမျိုးကုညီနေတာတွေကိုမြင်ရတဲ့အတွက်မတန်ဆွမ်းအမျိုးသမီးတူကကိုဖြိုးစီကိုရောက်လာပြီးတော့လာရောက်အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ကိုဖြိုးကရန်ကုန်မှာနေတာဖြစ်ပြီးတော့မတန်ဆွမ်းအမျိုးသမီးကတော့နေမှာနေတာဖြစ်ပါတယ်။ဒုက္ခရောက်လာတဲ့အချိန်မှာကိုဖြိုးကိုဆက်သွယ်ပေးမယ်လဲဆက်သွယ်လို့မရခဲ့ပါဘူး။ဒါကြောင့်မို့လူချင်းတွေ့ပြီးတော့မှဆက်သွယ်မယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့အမျိုးသမီးကနေရနေတယောက်ထဲတက်လာပြီးတော့ကိုဖြိုးနဲ့လာတွေ့ခဲ့တာပါ။သူမအတွက်အကူအညီတောင်းတာမဟုတ်ဘဲမိခင်ရဲ့ဂျမကြီးအတွက်အကူအညီလာတောင်းခဲ့တာဖြစ်ပါတယ်။မိသားစုကအရန်ကိုစိတ်ရင်ကြသလိုအခုချိန်မှာအခက်ခဲရလဲအရန်ကိုများနေတာပါ။မိဘတွေရလို့ကြွေးပေမဲ့လက်ရှိမှာဂျမကြီးမကောင်းပဲဖြစ်နေတာပါ။ညီမအငယ်ဆုံးဆိုရင်လည်းစိတ်ဂျမကြီးမကောင်းသလိုဖြစ်နေတာဖြစ်ပါတယ်။အမျိုးသမီးလေးဖြစ်တာမို့စိတ်ဂျမကြီးမကောင်းပဲရှောင်လုံနေတာကိုမြင်ရပြီးတော့မိခင်ဖြစ်သူကရှင်ခွင်နာကြပါ ပြီးလူအပေါ်ပြီးတော့ပင်ပန်းလာခဲ့တာဖြစ်ပါတယ်ဒီစိတ်တွေနဲ့ပဲမိခင်ဖြစ်သူကနေမကောင်းဖြစ်လာခဲ့ပါတယ် တို့အိမ်မှာကျမ်းမာရေးမကောင်းသလိုကြံကောင်းတဲ့သူတွေရလဲအရန်ကိုတကယ်ကိုပဲဟိုဝင်ငွေရသိပ်ပြီးတော့မများတဲ့အထွက်ကိုအင်းညစ်စရာအခက်အခဲတွေနဲ့ကြုံနေရတာဖြစ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့သူတွေကပို့ပြီးတော့များလာတဲ့အထွက်လဲဇီးစကားကလည်းမတက်နိုင်တော့ပါဘူးမြို့သမီးကမွေးရပါမတန်ဆွမ်းဖြစ်ကြလဲမဟုတ်ပါဘူးအသက်၄လအထိခြေထောက်ကောင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဆေးထိုးမှားသွားခဲ့တာဖြစ်ပါတယ်ဆေးထိုးမှားသွားတာဖြစ်လို့ခြေထောက် ကမတန်ပဲဖြစ်သွားတာပါခြေထောက်ကလုံးဝရှောက်လို့မရတော့တာမဟုတ် ဟုတ်ပေမဲ့လည်းကောင်းကောင်းမသွားနိုင်တော့ပါဘူးခြေထောက်ကကောင်းကောင်းမလျှောက်နိုင်တာမို့ထိုင်ကုန်လေးကိုလက်ခုပြီးတော့သွားလာနေရတာဖြစ်ပါတယ်ဒီလိုမျိုးမတန်ဆွမ်းဘဝနဲ့နေရနေတယောက်သေးကားစီးပြီးတော့တက်လာတာမို့အားလုံးကလည်းအံ့အားသင့်နေကြတာဖြစ်ပါတယ် ကိုဖြိုးဆိုရင်လည်းအခုလိုလာတဲ့အထက်စိတ်မကောင်းဖြစ်နေတာပါ အခုလိုလာတာကအရန်ဟိုအန်ဒီရဲ့များတာကြောင့်ဖြစ်ပါတယ်ရောက်လာတဲ့အချိန်မှာလည်းကိုဖြိုးနဲ့တွေ့ဖို့ကိုတပတ်လောက်ကိုစောင့်လိုက်ရတာဖြစ်ပါတယ်တပတ်ကြာပြီးတော့မှသာကိုဖြိုးကိုနဲ့တွေ့ပြီးတော့အကူအညီတောင်းဝင်ရောက်ရတာဖြစ်ပါတယ်မျိုးသမီးကတယောက်တည်းရဲဆွန့်ပြီးတော့လာတာမို့ကိုဖြိုးနဲ့မတွေ့ရင်မပြန်တော့ဘူးလို့ကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်အရေးဆွန့်ပြီးတော့လာတယ်လို့သိလိုက်ရတဲ့အတွက်ကိုဖြိုးကလည်းကုညီပေးဖို့အတွက်ကိုဆက်သွယ်ခဲ့ပါတယ်သူ အားကိုးပြီးတော့လာတယ်လို့သိရကြတဲ့ကကုညီချင်းကြီးဟာဖြစ်ပါတယ်။မျိုးသမီးကမတန်ဆွမ်းပေမဲ့လည်းမိဘတွေကိုလှုပ်ကြွေးဖို့ဆက်ချုပ်နေတာဖြစ်ပါတယ်။ဆက်ကိုမော်တာနဲ့ချုပ်ဖို့မဝင်နိုင်တဲ့အတွက်ခြေထောက်နဲ့သာနင်းချုပ်တာဖြစ်ပါတယ်။တစ်ဖက်ကနင်းလို့ရလို့တစ်ဖက်တည်းနင်းပြီးတော့နောက်တစ်ဖက်ကအားနဲ့လိုက်တွန်းပြီးတာဖြစ်ပါတယ်။အခုလိုမျိုးလှုပ်ရှားပြီးတော့မိဘတွေကိုလှုပ်ကြွေးနေတာဖြစ်ပါတယ်။ကိုဖြိုးစီကိုလာရတာလည်း တကယ်ကိုမလွယ်ကူပါဘူး။ဒါနဲ့လမ်းမှာကားပြောင်းစီရတာကြောင့်အဆင်မပြေခဲ့တာပါ။ဒါပေမဲ့လည်းလုံးဝအားမလျှော့ဘဲနဲ့ကိုဖြိုးစီကိုအရောက်လာခဲ့တာဖြစ်ပါရင်ကိုဖြိုးကအဲ့ဒီမျိုးသမီးရဲ့ဒုက္ခကိုကိုချင်းစာတာမို့ကူညီဖို့ဆုံးဖြတ်ပေးသွားသလိုတေချာလည်းကူညီပေးသွားမှာဖြစ်ပါရင်ဗတန်ဆွမ်းမျိုးသမီးကလက်ရှိမှာအသက်40ရှိနေပါပြီ။ကိုဖြိုးကမိသားစုတွေလည်းပဲဖို့အတွက်3သိန်းလောက်ကိုလှူပေးလိုက်တာပါ။ လမ်းစီးဖိလိုက်ရင်တော့နှစ်သိန်းလောက်ချန်မှာမို့ကိုဖြိုးကလူပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လူကျင်တဲ့သူတွေရှိရင်လည်းဆက်သွယ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ခေါက်ကျရင်ကိုရိုင်းမလာပဲသူလာပြီးတော့လူမယ်လို့သာပြောခဲ့ပါတယ်။ဆရာဝန်ကြောင့်မတန်ဆွမ်းဖြစ်ရပြီးတော့ဒုက္ခရောက်နေလို့ကြုံရကားစီးပြီးတော့ကိုဖြိုးကိုအခုညီတောင်းခဲ့တဲ့အမျိုးသမီးကိုလူကျင်တဲ့သူတွေမြင်စေဖို့တင်ဆက်ပေးလိုက်ပါတယ်ရှင်။